ဲ့ပြောတဲ့ချက်ကြောင့်တပတ်သူထိခိုက်သွားတာကြောင့်ပြန်တောင်းပန်ခဲ့တဲ့ဖာစီဖာစီကတော့ဟာသဗီဒီယိုလေးတွေရိုက်ပြီးပရိသတ်တွေကြားဖဖဆိုပြီးနာမည်တခုရလာတာဖြစ်ပါတယ်ဖာစီကတော့သူ့ရဲ့ကိုရီးနဲ့အတူတူအရင်ကစက်တပင်လောကမှာနာမည်ရထားတဲ့သူတစ်ယောက်ဖြစ်ပြီးလက်ရှိမှာတော့ဖဖဆိုတဲ့နာမည်လေးနဲ့ LGBT လောကမှာနာမည်တခုရထားတာဖြစ်ပါတယ် celebrity တယောက်အနေနဲ့ယက်တီထားပြီးမိန်းကလေးတယောက်လိုချစ်စရာကောင်းပြီးတန်ဖိုးထားတင်တောင်းခံရတဲ့ LGBT တယောက်လိုတောင်ပြောရမှာပါ ။ဘာဘာကတော့တလဲငယ်တလူသူ့စိတ်ထဲရှိနာကိုအလွယ်တကူပုံမှန်လေးလေးပြောတတ်တဲ့အချင်းလေးရှိပေမယ့်စိတ်တဘောရကတော့အတော်လေးကိုဖြူစင်တဲ့သူတရားလိုတော့ပြောရမှာပါ။သူမကိုရဲရဲဝံ့ဝံ့တောင်းပန်တတ်တယ်လို့အမကိုလည်းဝန်ခံရတဲ့အကြောင်းပုံဝင်ချင်းကလူတွေနဲ့လည်းအတော်လေးတဟဆာတာမျှတနေသူတယောက်ပေါ့ reality show တစ်ခုမှာတော့ပွဲစီစဉ်သူတွေရဲ့မိကွန်းကြောင့်ဖာစီအနေနဲ့တတ်တတ်ထုံးဆက်ဆလူးနဲ့ကြည်မရတဲ့မင်းသမီးတလက်လို့ပြောခဲ့တာကြောင့်ပြောပညာမှာပဲဖုံးဆက်ပြီးတောင်းပန်ခဲ့ပါတယ် ထထထုံးကလည်းစိတ်ထားကောင်းတဲ့သူတယောက်ဖြစ်ပြီးအခုလိုမိကုံမင်းနေတဲ့အချိန်မှာသူ့နာမည်လေးကိုပထမဆုံးတတိယပေးလို့